လောကမှာကျွန်းရဲ့အရှင်သခင်ရဲ့လို့နှမျိုးရှိတယ်။ကျွန်းဆိုတာသူများအလိုကျလှုပ်ပေးနေရတဲ့သူ အရှင်သခင်ဆိုတာကတော့ကိုယ်အလိုကိုယ်စိတ်ကြိုက်အတိုင်းခိုင်းစေနိုင်သူကျွန်းဆိုတဲ့ဘဝကိုဘသူမှမကြိုက်ကြမနှစ်သက်ကြပါဘူး။ကျွန်းဆိုရင်ဘယ်လိုကျွန်းမှမကောင်းဘူး။အဲ့ဒီကျွန်းတကကျွန်းနေတဲ့မှာတော့ ကိုယ်အာယုန်ကြီးရဲ့ကျွန့်ဖြစ်ရတာဟာ အရှင်းငယ်ဆုံးနဲ့အပင်ပန်းဆုံးလို့မြင်မိတယ်။ဒါဆိုဘဝရဲ့ကျွန့်မဖြစ်ရအောင်ဘယ်လိုကြိုးစားကြရမလဲပေါ့။ကိုယ်မျက်စိကမြင်မြင်တာတိုင်းကိုရှားပြီးနေရတဲ့မျက်စိကျွန့်မဖြစ်ပါစေနဲ့။မျက်စိကငါဖုံးကြည့်ခြင်းနဲ့ငါဂိမ်းကြည့်ခြင်းနဲ့ငါရုပ်ရှင်ကြည့်ခြင်းနဲ့ငါချောချောလှလှလေးတွေကိုကြည့်ခြင်းနဲ့စသည်ဖြင့် အဲ့ဒါလို့မျက်စိကြည့်ရင်နာတိုင်းကို ရှားပြီးနေရတဲ့မျက်စိယွန်းဖြစ်နေပြီဆိုရင်တော့ဘဝမှာဆင်းရဲပြီသာမှတ်ပါ သူများရဲ့ကျွန်းဖြစ်ရတာက နားချိန်စားချိန်အိတ်ချိန်ရနိုင်သေးပေမဲ့ကို့အာယုံရဲ့ကျွန်းဖြစ်ပြီဆိုရင်တော့နားချိန်စားချိန်အိတ်ချိန်တောင်ရမှာမဟုတ်ဘူးနားနေစားနေ အိတ်ရာထဲရောက်နေလဲအဲ့ဒီအာယုံရဲ့တပူစားသာတောင်းတာကိုခံနေရပြီးတော့ဆင်းရဲနေရလိမ့်မယ်။တွားနေလဲဒီစိတ်စားနေလဲဒီစိတ်နဲ့လူဟာအမြဲတမ်းဆင်းရဲနေရလိမ့်မယ်။ဒါကြောင့်ကိုယ်မျက်စိရဲ့ကြုံမဖြစ်အောင်ကြိုးစားပါလို့ပြောချင်တယ်။ဒီတိုင်းမှာပဲနားကကြားချင်တာတိုင်းကိုရှားပြီးနေရတဲ့နားရဲ့ကြုံလည်းမဖြစ်ပါစေနဲ့။ ငါဘယ်သူတခြင်းနားထောင်ခြင်းနဲ့ဘယ်သူအတန်လေးကြားခြင်းနဲ့စသည်ဖြင့်အဲ့ဒါလိုနားကကြားခြင်းနာတိုင်းရှားပြီးနေရတဲ့နားရဲ့ဂျွံဖြစ်နေပြီဆိုရင်လေဘဝမှာဆင်းရဲပူလောင်နေပြီသာမှတ်ပါနှာခေါင်းကရှူခြင်းနာတိုင်းမှုွေးခြင်းနာတိုင်းကိုရှားပြီးနေရတဲ့နှာခေါင်းရဲ့ဂျွံလည်းမဖြစ်ပါစေနဲ့ငါဘာနံလေးရခြင်းနဲ့ငါဘာရီမွေးလေးရှူခြင်းနဲ့ ငါဘယ်သူအနံလေးရကျင်နေစသည်ဖြင့်အဲ့ဒီနှကောင်းကရှူကျင်နာမှုေးကျင်နာတိုင်းနှကောင်းကတောင်းနာတိုင်းကိုရှားပြီးနေရတဲ့နှကောင်းရဲ့ကျွန်လဲမဖြစ်ပါစေနဲ့ဒီတိုင်းမှာပဲကိုပါဇက်ကစားကျင်နာတိုင်းတောက်ကျင်နာတိုင်းကိုရှားပြီးရှားကျွေးနေရတဲ့ပါဇက်ရဲ့ကျွန်လဲမဖြစ်ပါစေနဲ့ငါဘာစားကျင်လိုက်တာငါဘာတောက်ကျင်လိုက်တာ ငါဘယ်လိုအရသာလေးကိုခံစားကျင်လိုက်တာစသည်ဖြင့်အဲ့ဒီပါဇက်ကစားကျင်တာတိုင်းတောက်ကျင်တာတိုင်းကိုရှာပြီးနေရတဲ့ပါဇက်ရဲ့ကျွန်လဲမဖြစ်ကြပါစေနဲ့ဒီတိုင်းမှာပဲဒီခန္ဓာကိုယ်ရဲ့ထိကျင်တာဝှက်ကျင်တာတိုင်းကိုလဲရှာပြီးနေရတဲ့ဒီခန္ဓာရဲ့ကျွန်လဲမဖြစ်ပါစေနဲ့ဒီခန္ဓာကိုယ်ကငါဘယ်လိုအဝတ်စားလေးဝှက်ကျင်လိုက်တာငါဘယ်လိုကရင်လေးနဲ့အိတ်ကျင်လိုက်တာ ငါဘယ်လိုအိမ်လေးနဲ့နေကျင်လိုက်တာလို့ဒီခန္ဓာကိုယ်ကြီးတောင်းတန်းရှာပြီးလှုပ်ပြီးနေရတဲ့ခန္ဓာကိုယ်ရဲ့ကျွန်းလဲမဖြစ်ပါစေနဲ့လို့ပြောချင်တယ်။စာထဲမှာကိန်သူအဓိပတိရာစာဘာကူအစိုးရမှအရှင်သခင်ဘယင်းဆိုတာဖြစ်တာလဲဆိုတော့ဗုဒ္ဓကစာဓဝရာဓိပတိရာစာတဲ့အရှင်သခင်တို့ကျွန်းတို့ဆိုတာအာယုံ၆ပါးတကား၆ပါးကို အစိုးရပိုင်တိုင်းမှာအရှင်သခင်ဘယင်းလို့ခေါ်တာတဲ့ကိုဘွားရဲ့ဘယင်းကိုဘွားရဲ့အရှင်သခင်ဖြစ်ဖို့ဆိုရင်ကိုရဲ့မျက်စိတွေနားတွေနှာခေါင်းတွေကို ကိုကအုပ်ချုပ်ပြီးအမိန်ပေးနိုင်တဲ့သူဖြစ်မှ ကိုကခိုင်းစေနိုင်တဲ့သူဖြစ်မှ ကိုဘွားရဲ့ဘယင်းကိုဘွားရဲ့အရှင်သခင်ဖြစ်မယ်လို့ပြောချင်ပါတယ်ကိုမျက်စိကို ကိုဘွားအတွက်အကုသို့ဖြစ်စရာတွေကိုမကြည့်ခြင်းဖို့နဲ့ ကုသိုလ်ဖြစ်စရာတွေကိုကြည်ပေးဖို့အတွက်ဥပမာ မျက်စီကိုဖျားဖူးခိုင်းတာမျိုး မျက်စီကို စာကြည့်ခိုင်းတာမျိုး ਨੇ ကို့မျက်စီကို ကိုကအသုံးပြုခိုင်းစေနိုင်မှမျက်စီရဲ့အရှင်သခင်ဖြစ်မယ်မျက်စီမြင်ကျင်တာတိုင်းကို လိုက်ရှာပေးနေရတဲ့သူဆိုရင်တော့ကိုဟာမျက်စီရဲ့ကျွံမယ်ကို့ရဲ့နားကိုလည်းကို့ဘဝအတွက်ကုသိုလ်ဖြစ်စရာအတန်နေဥပမာ တရားသံတွေကို နားထောင်ဖို့ အသုံးပြုစေခိုင်းနိုင်တဲ့နားရဲ့အရှင်သခင်ကိုဖြစ်ပါစေ။ကိုဟာနားကကြားချင်တာတိုင်းကိုရှာပြီးနေရတဲ့နားရဲ့ကျွံမဖြစ်ပါစေနဲ့။နားရဲ့ကျွံဖြစ်ပြီးဆိုရင်တော့ကိုဘဝမှာဆင်းရဲပြီသာမှတ်ဖို့ကိုရဲ့ပါဇက်ကိုလည်းကိုဘဝအတွက်ကုသိုလ်ဖြစ်စရာစကားတွေကို ပြောဆိုဆွေးနွေးနိုင်ဖို့ဒီခန္ဓာရှင်သန်ကျမ်းမာရေးကောင်းဖို့အစာစားပေးဖို့ ခိုင်းစေနိုင်တဲ့ဗဇက်ရဲ့အရှင်သခင်ဖြစ်ပါစေဗဇက်ကပြောချင်တာတွေကိုပြောပေးနေရတဲ့ဗဇက်ကစားချင်တာတိုင်းကိုရှာကျွေးနေရတဲ့ဗဇက်ရဲ့ကြွမဖြစ်ပါစေနဲ့ကိုဟာဒီခန္ဓာကိုယ်ကြီးကိုလေကိုဘဝအတွက်ကုသိုလ်တွေကိုဖြစ်စေဖို့ခိုင်းနိုင်လုပ်ပေးနိုင်အောင်ခိုင်းနေနိုင်တဲ့ခန္ဓာကိုယ်ရဲ့အရှင်သခင်ဖြစ်ပါစေဒီခန္ဓာကိုယ်ကြီးလိုချင်တာရချင်တာတွေကို ဝတ်ချင်တာနေချင်တာတွေကို ရှားပြီးနေရတဲ့ဒီခန္ဓာရဲ့ကျွံမဖြစ်ပါစေနဲ့ဒါကြောင့်ဘဝမှာမဆင်းရဲခြင်းဘူးကိုဆင်းရဲစိတ်ဆင်းရဲတွေမဖြစ်ခြင်းဘူးဆိုရင်ကိုယ့်ရဲ့မျက်စိတွေနားတွေနှာခေါင်းတွေပါးစပ်တွေကိုယ်တွေစိတ်တွေကိုကိုကပုတ်ဆိုးနိုင်တဲ့သူကိုလိုရာကို ခိုင်းနိုင်တဲ့သူ ဖြစ်ပါစေကိုကခိုင်းနိုင်တဲ့သူ မဖြစ်ဘဲမျက်စိအကြိုက်နားအကြိုက်နှာခေါင်းအကြိုက် ပါဇက်အကြိုက်ကိုအကြိုက်စိတ်အကြိုက်တွေကို လိုက်လုပ်ပေးနေရပြီဆိုရင်တော့ကိုဟာ ကျွံကိုဘဝဟာကျွံဘဝဘယ်တော့မှစိတ်ချမ်းသာ ကိုချမ်းသာမရှိနိုင်ဘူးဆိုတာပြည်မြန်မာလို့ပြောကြရင်ညီကုန်းချုပ်လိုက်ချင်ပါတယ်အာလုံးအာလုံးကိုရဲ့မျက်စိနာနာပါဇက်ကိုတို့ကိုအုပ်ဆိုးထိန်းချုပ်ခိုင်းစေနိုင်သူများ ဖြစ်ကြပါစေ ကိုဘဝရဲ့ဘယင်ကိုဘဝရဲ့အရှင်သခင်များ ဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်။